မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အိန္ဒိယဆွေအားက KIAC ကနေမြေရှားတပ်တူရောက်နိုင်ရေးအတွက်ထိတွေ့ဆက်ဆံဆွေးနွေးနေပါတယ်။ပြည်သူကစစ်ခွေးလို့ခေါ်တဲ့အကြမ်းဖက်စစ်တပ်ကိုနိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေထွန်းစစ်ကိုဆွနွဲမယ်လို့ကာကွယ်ရေးဝန်ကြီးဥယျာဉ်မှကတတိပေးရတဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အိန္ဒိယအစိုးရကမြန်မာနိုင်ငံမြောက်ပိုင်း KIA ထိန်းချုပ်ထားတဲ့ဒေသတွေကနေမြေရှားတပ်တို့ရောက်နိုင်ဖို့အတွက် ထိတွေ့ဆက်ဆံဆွေးနွေးနေရလို့ရိုက်တာသတင်းဌာနကသတင်းဖော်ပြထားပါတယ်။အိန္ဒိယအစိုးရက KIAC ကနေမြေရှာနမူနာတွေရယူဖို့အတွက်လှုပ်ဆောင်နေရလို့လည်းသတင်းမြစ်လေးဦးကပြောဆိုလိုက်ပြီးတရုတ်ကထိန်းချုပ်ထားတဲ့မြန်မာတန်ဇာတဈေးကွက်ကိုအိန္ဒိယကဝင်ရောက်လာတယ်လို့သုံးသပ်မှုတွေရှိနေတဲ့အကြောင်းရိုက်တာသတင်းမှာဖော်ပြထားပါတယ်။အိန္ဒိယတပ်တို့အတွင်းဝန်ကြီးဌာနက KIA ထိန်းချုပ်မှုအောက်မှာရှိနေတဲ့မြန်မာနိုင်ငံမြောက်ပိုင်းကမြေရှားတပ်တို့နမူနာတွေကို စုဆောင်းတည်ယူပို့ဆောင်ဖို့အတွက်အိန္ဒိယအစိုးရပိုင်း IRL နဲ့ပုဂ္ဂလိက Midwest Advanced Material ရဲ့တပ်တို့တူးဖော်ရေးကုမ္ပဏီတွေစီကို တောင်းဆို စေခိုင်းခဲ့လို့လည်းဆိုထားပါဗျ။အိန္ဒိယအစိုးရပိုင်းတပ်တို့တွင် လုပ်ငန်း IRL နဲ့ပုဂ္ဂလိကကုမ္ပဏီဖြစ်တဲ့ Midwest Advanced Material တို့ဟာ မြေရှားတပ်တို့တွေကိုစီးပွားဖြစ်ထုတ်လုပ်နိုင်ရတဲ့အိန္ဒိယအစိုးရစီကနေဘတ်ဂျက်တွေရယူထားတဲ့ကုမ္ပဏီတွေဖြစ်တယ်လို့လည်းသိရပါဗျ။ KIAC ကရရှိတဲ့မြေရှားတပ်တို့နမူနာကိုအိန္ဒိယအစိုးရကပြည်တွင်းတခွဲခန်းမှာစမ်းသပ်ဖို့မျှော်လင့်ထားပြီးမြေရှားတပ်တို့ပမာဏအလုံလောက်ပါဝင်ခြင်း ရှိမရှိကိုစမ်းစစ်မယ်လို့လည်းသိရပါဗျ။အိန္ဒိယအစိုးရအနေနဲ့အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KIA နဲ့ထိတွေ့ဆက်ဆံမှုမှာ ရှားပါတဲ့ဖြစ်စဉ်တစ်ရက်ဖြစ်ပြီးဂျွမ်လအတွဲမှာအွန်လိုင်းအစည်းအဝေးလှုပ်ဆောင်ခဲ့တာအစည်းအဝေးကိုတော့ IREL Midwest နဲ့တခြားကုမ္ပဏီတစ်ခုကကိုယ်စားလှယ်တွေနဲ့တက်ရောက်ခဲ့လို့လည်းသိရပါဗျ။အိန္ဒိယအစိုးရကစက်သက်လို့တဲ့မြေရှားတက်တူနမူနာတွေကို KIA ကစတင်စုဆောင်းနေပြီးဖြစ်နိုင်ရင်အိန္ဒိယကိုတင်ပို့မှုတွေလုပ်ဖို့လဲဆွေးနွေးမှုတွေရှိနေလို့လည်းသိရပါဗါ။အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးအိန္ဒိယအစိုးရတပ်ထုတွင်ကုမ္ပဏီတွေနဲ့ KIA တို့ကို Writer သတင်းဌာနကဆက်သွယ်မေးမြန်းပေးမဲ့လဲဒဇုံတရာမှတ်ချက်မပေးကြဘူးလို့လည်းသိရပါဗျရှင်။ဒီတစ်ခါမှာတော့ပြည်သူကစစ်ခွေးလို့ခေါ်ဆိုနေတဲ့အကြက်ပဲစစ်တပ်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ထွေထွေထိုးစစ်ကိုဆင်နွှဲမှာဖြစ်ပြီး ဟန်ချက်ညီဖို့အရေးကြီးဆုံးဖြစ်ကြအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝန်ကြီးဦးရီမွန်ကတတိပေးလိုက်ပါတယ်။မနေ့ကထုတ်လွှင့်တဲ့ PVTV သတင်းဌာနနဲ့ကာကွယ်ဝန်ကြီးဦးရီမွန်တို့တီးတန့်တွေ့ဆုံမေးမြန်းကမှာအခုလိုထည့်သွင်းပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။တော်လန်ရဲ့အလှည့်ပြောင်းဖန်တီးနိုင်ဖို့အတွက်အထွေထွေထိုးစစ်ကမဖြစ်မနေလှုပ်ဆောင်ရမယ့်အလုပ်ဖြစ်ပြီးအရေးအကြီးဆုံးမှာတော့ ဟန်ချက်ညီရေးဖြစ်တယ်လို့လည်းဥယျမွန်ကပြောပါရယ်လက်ရှိမှာစစ်တပ်ကဆုံရှုံမှုကြီးနှစ်ခုကိုကြုံတွေ့ခဲ့ရပြီးပထမဆုံရှုံမှုမှာစစ်ဝါဒကြဆုံခြင်းဖြစ်ပြီးဒုတိယဆုံရှုံမှုမှာတော့ပြည်သူလူကစစ်ခွေးလို့ခေါ်တဲ့အထိဆက်ဆုပ်ရွှန်ရှားမှု ဖြစ်တယ်လို့လည်းဥယျမွန်ကအခုလိုပြောပါရယ်ကျွန်တော်တို့သူ့ပဲကိုယ်ပဲနှစ်ဖက်လုံးမြင်အောင်ကြည့်ဖို့လိုပါလိမ့်မယ်။အကျန်းဖက်စစ်အုပ်စုအဖို့ဆိုရင်ဘူးချိန်အထိ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုကြုံခဲ့ပြီလို့မြင်ပါတယ်ပထမဆုံးရှုံးမှုကတော့စစ်ဝါဒကြာဆုံးခြင်းပေါ့ဗျစစ်တပ်ကနိုင်ငံရေးမှာဥဆောင်ပါဝင်ရမယ်ဆိုတဲ့အချက်ကိုဒေါ်လာကြီးအင်အားစုအားလုံးကဒါတင်းကြီးတညွတ်ထဲပေချထားပြီးဖြစ်တယ်2008စည်းဘုံအောက်က NCA 2008ဖွဲ့စည်းပုံအောက်ကငင်းချမ်းရေး2008ဖွဲ့စည်းပုံအောက်ကရွေးကောက်ပွဲဘာလို့မှလက်ခံလိုက်မယ် မဟုတ်ဘူးဒီဒုတိယဆုံးရှုံးမှုကတော့ဒီအကျံဖက်စစ်တပ်ကပြည်သူရဲ့ဆက်ဆုပ်ရုံရှာမှုပဲပြည်သူကစစ်ခွေးလို့ခေါ်တယ်ဆိုတာကြောင်းမဲ့တော့မဟုတ်ဘူးလူစိတ်မရှိတဲ့ဒီအကျံဖက်လက်နက်ကိုင်ဖွဲ့ဖို့တမတော်လို့တတ်မှတ်ပြီးတော့တိုင်းပြည်အင်ဂျင်ဆက်ထားဖို့ဆိုတာကတော့ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလို့ပဲပြောရပါတယ်တိုင်းပြည်ဘာသာဝင်ပေါင်းများစွာလဘကြီးအော စိတ်ကြိုက်သုံးဆွဲပြီးတော့ဒီဆောက်ထားတဲ့စစ်တပ်ကြီးပုံရ။ဒီစစ်တပ်ကြီးကပြပကျူးကျော်စစ်မဆုံနဲ့ဟုတ်အခုလိုတူမီနဲ့စတဲ့ပြည်သူခုခံစစ်တခုဂျုံယုံနဲ့ကိုအလဲလဲကွယ်ကွယ်ဖြစ်နေတယ်ဆိုတာဒါကျွန်တော်တို့မြင်နေတယ်။အကြမ်းဖက်စစ်တပ်မှာဟန်တာရှိပြီးအဆန်မရှိတော့တဲ့တပ်ဖြစ်ပြီး ပြည်သူလူထုကိုဥတီတက်ဖြတ်နေတယ်လို့ပြည်သူလူထုကလည်းစစ်တပ်ရဲ့လက်အောက်မှာစက်မနေဖို့စိတ်ဆုံးဖြတ်ခဲ့ပြီးဖြစ်တယ်လို့လည်းသူကစပြောပါရယ်။ဒါအပြင်တိုင်းပြည်အချုပ်အခြာအာဏာကာကွယ်ဖို့အတွက်ဒီတက်ကိုပြည်သူတွေအနေနဲ့ဘလို့မှအားကိုးမရတော့သလို့ စိတ်သက်ကျင့်ဝတ်စည်းကမ်းအလုံးချွတ်ချုံကြပြီးတော့နေ့စဉ်နဲ့မြပြည်သူကိုဘုံကျဲမိရှုပ်ပြီးသွေးအေးအေးနဲ့တက်ဖြတ်နေတဲ့အကြမ်းဖက်စစ်တပ်ဆိုတာပြည်သူတွေကိုယ်တိုင်မျက်ဝါးထင်ထင်မြင်လိုက်ရပြီဖြစ်တဲ့အတွက်ကြောင့်လူမဆန်တဲ့သူတို့အုပ်ချုပ်မှုအောက်မှာစက်နေဖို့ဆိုတာဘလို့မှမဖြစ်နိုင်တော့ဘူးဆိုတာလေပြည်သူတွေအနေနဲ့စိတ်ဒုံဒုံချပြီးဖြစ်တယ်လို့လည်း NUG ကာကွယ်ဝန်ကြီးဦးရီမွန်ကပြောပါတယ်ရှင် ကချင်ပြည်နယ်တိုင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်ကချင်ပြည်နယ်ဖားကံမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုဝိုင်းဝန်းတိုက်ခတ်ခဲ့ရမှာစစ်သားအယောက်20ဟာသေဆုံးခဲ့လို့ KIA စီးသတင်းမြစ်ကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်စတင်မာလာ9ရက်နေ့မှာဖားကံမြို့နယ်က KIA ပူးပေါင်းတပ်တွေတိုက်ခတ်သိမ်းပိုက်ထားတယ် ဖားကံမြို့နယ်ရှော်ခရွာကညောင်ပင်ကုန်းစခန်းကိုလာရောက်တိုက်ခိုက်ခဲ့တဲ့အကြမ်းဖက်စစ်ကြောင်းကို KIA တပ်ဖွဲ့ကမြောင်းခေါ်ပိတ်ဆို့တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကအယောက်20ဟာတေသွားတာဖြစ်ပြီး ကျန်စစ်သား၁၀ယောက်ကတော့စုတ်ခွာထွက်ပြေးသွားတယ်လို့လည်းသိရပါဗျ။သေဆုံးသွားတဲ့စစ်သားအလောင်းတွေကိုလက်ရှိအချိန်ထိလာရောက်ကောက်ယူနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါဗျ။လက်ရှိအချိန်မှာတော့ရှော်ရော့ခရွာနီးကညောင်ပင်ကုန်းစခန်းဒီမှာတနေကုန်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကလေနဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခတ်ခဲ့လို့လည်းသိရပါဗျ။အလားတူကချင်းပြည်နယ်ဝိုင်းမော်မြို့နယ်လမြန်ရွာက LBC ခရိယံဖျားကြောင်အနီးတစ်ဝိုက်မှာလည်း ဂျပန်စစ်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲပြင်းထန်နေရလို့လည်းသိရပါဗျ။ဂျပန်စစ်တပ်ဟာမြေပြင်ကနေစစ်ကြောင်းထိုးနေတယ်လို့လေရင်နဲ့ငါးချိန်ဘုံကျဲတက်ခတ်မှုတွေကိုလည်းလှုပ်ဆောင်နေရလို့လည်းသိရပါဗျ။တိုက်ပွဲအတွင်းမှာ KIA ပူးပေါင်းတပ်ဖွဲ့ကအဂျပန်စစ်တပ်ရဲ့တန်ကြပ်ကာကားတစီးကိုဖျက်ဆီးနိုင်ခဲ့ရလို့လည်းသိရပါဗျ။ဂျပန်စစ်တပ်ဟာကချင်ပြည်နယ်အတွင်းကိုစစ်မှုထမ်းတပ်သားတစ်တွေထောင်ချီစစ်ကြောင်းတွေခွဲကာဆစ်လွတ်နေတဲ့ပြင် ေချောင်းတက်ခိုက်မှုတွေကိုလည်းအဆက်မပြတ်ပြစ်ခတ်တက်ခိုက်လာတယ်လို့လည်းစစ်ဘေးရှောင်ပြည်သူတွေကပြောပါရရှင်။ ဒီတစ်ခါမှာတော့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ဖရက်ဖြူရက်ွက်ကပါမိုးနယ်တုတ်တန်မြေနယ်အော်တချောင်းတုတ်တန်မြေတို့ကိုစစ်တပ်နဲ့ပူးပေါင်းပြီးသိမ်းယူထားတယ်လို့ဒေတာတွင်းသတင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါရတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လအတွင်းကတောင်ကြီးမြို့ဖရက်ဖြူရက်ွက်နယ်မြေသုံးအတွင်းကပါမိုးနယ်တုတ်တန်နယ်အော်တချောင်းတုတ်တန်မြေနေရာတွေကို City Square ပိုင်ရှင်တိဟကုမ္ပဏီကစစ်တပ်နဲ့ပူးပေါင်းသိမ်းယူလိုက်တာလည်းဖြစ်ပါရတယ်။အခုတော့သိမ်းထားတဲ့တုတ်တန်မြေနေရာမှာ ဈေးဝယ်စင်တာကြီးတစ်ခုကိုတိဆောက်ဖို့ပြင်ဆင်နေပြီးရက်ကွက်နေပြည်သူတွေကကန့်ကွက်နေပေမဲ့လည်းညှိနှိုင်းသဘောတူပြီးပြီဆိုပြီးလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နေရလို့လည်းသိရပါဗါးအဲ့ဒီပါမုန်းနဲ့တုတ်တန်နဲ့အော်တချောင်းတုတ်တန်တို့အစားထီတင်တုတ်တန်ဘေးကျင်းကမြေဧရိယာ1.52ဧကခန့်ရှိရာနေရာမှာ တုတ်တန်နှစ်ခုကိုအစာထိုးပြောင်းရွှေ့လိုက်တယ်လို့လည်းသိရပါဗျ။ပါမုံနဲ့တုတ်တန်ဟာရှေးအစဉ်ဆက်ဘိုးဘွားလက်ထက်ကလေးကတည်ရှိလာတာဖြစ်ပြီးဖဲဖြူရက်ခွက်ကနေမြေသုံးရခင်ထီသိမ်ရွေးမြောက်ရွာနေမြေတစ်ရခင်ရွာတစ်ကုံရွာနေမြေနှစ်ရခင်ထီသိမ်ရွေးတောင်ရွာနေမြေလေးရခင်ပါမုံနဲ့လွဲခန်းရွာနေမြေငါရခင်ဖဲဖြူရွာနဲ့နေမြေ၆ရခင်အော်တချောင်းရွာတို့နေပြည်သူတွေတည်ဆုံရင် မြေမြုပ်တကြိုခဲကြတဲ့အများပိုင်တုတ်တန်ဖြစ်တယ်လို့လည်းသိရပါဗါတယ်။အဲဒီတုတ်တန်မြေနေရာတွေကိုခေအဆက်ဆက်အုတ်ချုပ်ရင်းမှုနဲ့အာဏာပိုင်တွေကရောင်းချရန်စ조사ခဲ့ပေမဲ့လည်းယဟန်တန်ကာနဲ့ပြည်သူတွေကသဘောမတူတဲ့အတွက်ရောင်းချနိုင်ခြင်းမရှိဘဲအခုလက်ရှိစစ်တပ်အာဏာသိမ်းမှုကိုအခွင့်ကောင်းယူပြီးရောင်းချကဈေးစီမံကိန်းကိုပြုလုပ်ဖို့စ조사နေတာလည်းဖြစ်တယ်လို့လည်းသိရပါဗါရှင်။ တနင်္သာရီတိုင်းတဲ့တဲ့ဘုတ်ကိုကြည့်အောင်ပါတနင်္သာရီတိုင်းကျွန်းစုမြို့နယ်မှာစစ်သင်္ဘောတစည်းနဲ့ပြူစောထီးတွေလိုက်ပါလာတဲ့လှေတစည်းကိုတက်ခတ်ရမှာအကြမ်းဖက်စစ်တပ်ဘက်က10ဦးထက်မနည်းဟာတေသွားနိုင်တယ်လို့ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။သတင်းပါလာ9ရက်နေ့နေ့လယ်12:30မိနစ်ခန့်လောက်က ကျောင်းစုမြို့နယ်မိုင်းတွေးပြူစောတိရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်သင်္ဘောတစည်းနဲ့ပြူစောတိတွေလိုက်ပါလာတဲ့လက်တစည်းကိုတော်လန်တပ်ဖွဲ့တွေကမိုင်းတွေးပြူစောတိရွာအနီးမှာကြားဖြတ်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာမိနစ်20ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်က10ဦးထက်မနည်းဟာသေဆုံးကသင်္ဘောနှစည်းကပြန်လဲဆုတ်ခွာသွားတဲ့အပြင်တိုက်ခတ်မှုအတွင်းမှာသင်္ဘောဘော်ကပြုတ်ကျသေဆုံးခဲ့တဲ့စစ်သားနဲ့ပြူစောတိအလောင်းတွေကိုလည်း စစ်တပ်ကအလောင်းလောက်ောက်ချင်းမရှိဘူးလို့လည်းကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတောင်ပေါ်ရှိသူတို့ကပြောပါရတယ်။အဲဒါကမှကိုကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လဲရဲဘော်တွေဘက်ကအထူးခန့်ရှိပြန်လဲဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါရရှင်။ဒီတစ်ခါမှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့မှာ မဲပေးဖို့ကသာတိုက်တွန်းနေပြီးလုံခြုံအောင်မလုပ်ပေးနိုင်ဘူးလို့ဝေဖန်ခဲ့တဲ့ကိုနေသွေးကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်မှုဥပဒေနဲ့တရားစွဲဖမ်းဆီးပြီးအလုံးနဲ့ထောင်ဒဏ်9နှစ်ကိုချမှတ်လိုက်တယ်လို့သတင်းထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လ23ရက်နေ့ကလာရှိုးမြို့ရက်ွက်ငါးမှာမြို့ကန်အမျိုးသမီးမောင်းနှင်လာတဲ့ကားကိုအမျိုးသားနှစ်ဦးကဆိုင်ကယ်နဲ့လာရောက်ကတနက်ပြစ်ပေါက်ကားလူသွားခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီလူရက်မှုနဲ့ပတ်သက်ပြီး လမ်းရှုံးမှာလုံခြုံမှုမရှိ ဖြစ်နေတာကိုမလောက်ဆောင်ပဲပြည်သူတွေကိုမဲပေးဖို့သာတိုက်တွန်းနေလို့မဲသာလိုချင်တဲ့အဖြစ်မရှိဘူးလို့တောင်ကြီးမြို့ကန်ကိုနေသွေးကလူမှုကွန်ရက်မှာဝေဖန်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုရေးသားခဲ့တာကြောင့်စစ်တပ်ဟာကိုနေသွေးကိုပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုပြပြားစီဖို့ရေးသားဖြန့်ဝေမျိုးဖြစ်တတ်မှတ်ပြီးသူတို့အသက်ပြတ်ထန်းလိုက်တဲ့ရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်ဖမ်းဆီးခဲ့ပြီးရနာမှာစတင်ပါလာကိုရက်နေမှာတော့ပြစ်မှုထင်ရှားတယ်လို့ဆိုပြီး ကိုနေသွေးကိုအလုံးနဲ့ထောင်တဲ့ခုနှစ်တိတိကိုချမှတ်လိုက်တာလည်းဖြစ်ပါတယ်စစ်တပ်ကရွေးကောက်ပွဲပြပြားစီရင်အွန်လိုင်းမီဒီယာတွေပေါ်မှာရေးသားဖြန့်ဝေလဲဆိုပြီးစတင်ပါလနှစ်ရက်နေ့အထိအရေးယူထားတဲ့အမှုသုံးမှုရှိခဲ့ပြီးဖြစ်ကြောင်းအကြမ်းဖက်စစ်ကော်မရှင်လက်အောက်ခံပြည်ထောင်ဝန်ထမ်းကသတင်းထုတ်ပြန်ထားပါတယ်ရှင် အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တင်းတပုတ်ကတော့ပဲခူးတိုင်းပြည်မြို့မှာစစ်တပ်ကစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်။တက္ကသိုလ်ကျောင်းသားကိုမျိုးမင်းဟင်းထွက်ပြေးလွတ်မြောက်လာပြီး PDF တပ်ဖွဲ့စီမှာထွက်ပြေးခိုလုံလာတယ်လို့ရွှေတော်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါရတယ်။စတင်ပါလာငန်းနေမှာပြည်မြို့နယ်အခြေဆိုင် အမှတ်ဆက်လင်းခြေလင်းတရင်မှာစစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးခံထားရတယ်။ အသက်22နှစ်အရွယ်ရှိတဲ့တက္ကသိုလ်ကျောင်းသားကိုမျိုးမင်းဟင်းဟာရွှေတောင်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့အစည်းကိုချိတ်ဆက်ကလာရောက်ခိုလုံခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ကိုမျိုးမင်းဟင်းဟာ2025ခုနှစ်ဩဂတ်လအတွင်းတငယ်ချင်း3ဦးစိုင်းကဲနဲ့အဆောင်ကိုပြန်လာစေမှာပြည်မြို့မြို့သစ်18လမ်းထိပ်အရောက်မှာစစ်သားတွေကပေါ်တာဆွဲဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။သူနဲ့အတူဖမ်းဆီးခံရတဲ့တငယ်ချင်း2ဦးကတော့ ြည်မြို့လက်စစ်ရုံးကဝန်ထမ်းတွေဖြစ်တာကြောင့်အထက်အရာရှိတွေကလာရောက်ခေါ်ဆောင်သွားရလို့လည်းသိရပါဗါတယ်။အိမ်နောက်ကိုမျိုးမင်းဟင်းကိုအကြက်ဖက်စစ်တပ်ကအမှတ်ဆက်လေးခြေလင်းတရင်မှာ9ရက်တာဖမ်းဆီးထားစဉ်တွင်အဆောင်စစ်သားတွေမရှိချိန်မှာထွက်ပြေးလွတ်မြောက်လာခဲ့တာလည်းဖြစ်ပါတယ်။ကိုမျိုးမင်းဟင်းဟာရွှေတော်မြို့နယ်မြို့မအုပ်စုရွာဇာတိဖြစ်ပြီး ပြည်အဝေးတင်တက္ကသိုလ်ပထမနဲ့ယူဘဗေဒမေဂျာတက်ရောက်နေသူဖြစ်တယ်လို့လည်းသိရပါဗျ။အဲဒီလိုလာရောက်ခလုံးပြည်ရဲ့နောက်မှာအကြက်ဖက်စစ်တပ်ကိုပြန်လည်တက်ခိုက်သွားမယ်လို့လည်းရွှေတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောပါရရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းတဲ့နေ့ကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။